ငယ်ငယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်အခုလာမယ့်16ကြိမ်အတွက်ကျွန်တော်ဒီတွဲလုံးလေးနဲ့ဒါ break လေးနဲ့တွဲပြီးတော့ထုတ်ပေးမှာပေါ့နော်စုစုပေါင်းကတော့ကျွန်တော်တို့ခဏ၄ခွေရမှာဖြစ်ပါတယ်ဗျာနော်ဒီကကျွန်တော်တို့၄ကတ်ဆက်ဖြစ်ပါတယ် Okay ဒါတကယ်ချင်းတို့ကြိုင်နေတဲ့တည်းဆိုရင်ဒါကန်ဆန့်ကြည့်နိုင်ပါတယ်ဗျာနော် Okay ဒါဆိုရင်ကျွန်တော်တို့အတူတူစပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီတွဲလုံးလေးအရင်စပြီးတော့ထုတ်ကြည့်အောင်နော် Okay တွဲလုံးကကျွန်တော်တို့ဒီ2ရက်8ရက်ပေါ့နော်ဒီနှလုံးပေါင်းခြင်းနော်2ရက်ပေါင်းခြင်း3ရက် เนาะဒီတုံညဒီတလုံးဒီကောင်းဒီအတွဲနဲ့သွားမယ်ပေါ့เนาะဘာနဲ့တွဲမလဲဆိုရင်ねကျွန်တော်ဒီမှာเนาะခွန်ရှစ်ဆိုတော့ဒီနှလုံးပေါင်းခြင်းเนาะခွန်ရှစ်ဆိုတော့ဒီနှလုံးပေါင်းခြင်းဒီ9เนาะ9ရင်နက်ခတ်ဒီ3เนาะဒီနှလုံးပေါင်းခြင်းဒီဒါတွဲလုံးဖြစ်သွားမယ်ပေါ့เนาะဒီမှာကကျွန်တော်တို့ဒါတွဲလုံးဆိုရင်3ည5ရှိမယ်3ည3ရှိမယ်ပေါ့เนาะအာဒီလိုနှလုံးတွဲသွားမယ်3ည3 3ည5ပေါ့เนาะ โอเคဒီဘက်မှာကျွန်တော်ခြာရေးပြလိုက်မယ်เนาะโอเค3ည3နဲ့ရှိမယ် ပြီးရင်ကျွန်တော်တို့တုံညာငါးနဲ့ရှိမယ်ပေါ့နော်အဲတွဲလုံးနှလုံးပေါ့နော်တွဲလုံးနှလုံးကိုမှကျွန်တော်တို့နောက်ဆုံးက break ကဘယ်လိုသွားဖမ်းမလဲဆိုရင်နော်နောက်ဆုံး break ကကျွန်တော်ဒီ take ကပေါ့နော်ဒီအပိတ်လေးနော်နှစ်နှစ်ခွန်ဆိုရက်နော်ဒီမှာခွန်ရှိတဲ့အတွေ့အကြုံခွန်ခွန်ပါဝါနှစ်ဒီ break တဲ့နော်ခွန်နှစ်ဒီကျွန်တော်တို့ဒီကောင်က break ပေါ့နော်ဒီဘက်က break ရေးပြီးမယ်အဲဒီဘက်ကတော့ဒါပဲပေါ့နော် ပဲเนาะ โอเคဒါဆိုရင်ကျွန်တော်ဒီအောက်မှာကြည့်အောင်ပေါ့เนาะအောက်မှာ trig နန်းဒီ309ဆိုပြီးတော့ရှိတယ်309ဒီကျွန်တော်တို့နှစ် break ဖြစ်တယ်ပေါ့เนาะအဲဒီမှာ309ဆိုပြီးတော့သူ off က style လေးထွက်ထားတယ်เนาะ309ပေါ့เนาะကျွန်တော်ဒီ309ဒီထွက်ကနန်းဖြစ်တယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ309ဆိုတော့ဘယ်တွဲလုံးကသွားကြိုက်လဲဒီမှာ3ည3ဆိုတဲ့တွဲလုံးကသွားကြိုက်တယ်ကျွန်တော်တို့ဘာ break နဲ့လဲနှစ် break နဲ့เนาะ3 3ည9က 3939ဆိုပြီးတော့เนาะဒါကျွန်တော်တို့ထိုးလို့ရင်၄ွက်တော့ထိုးရမှာပေါ့เนาะကျွန်တော်တို့ဒါပဲနဲ့ကျွန်တော်ကဒီမှာပြိနဲ့ဒီမှာထုတ်မပြလိုက်တာပေါ့เนาะ โอเคနောက်ထပ်ဒီမှာထုတ်မယ်ဆိုရင်ကျွန်တော်၄ွက်ကเนาะကျွန်တော်နှစ်ပြိနဲ့ဆိုရင်ဒီမှာ3905ဖြစ်သွားမယ်เนาะ โอเคနောက်ထပ်3903နဲ့ကျွန်တော်တို့ခွန်ပြိဆိုရင်34ပေါ့เนาะပြီးရင်3905နဲ့ခွန်ပြိဆိုရင်3952ဆိုပြီးတော့ဒီလို၄လုံးเนาะ၄ွက်ပေါ့เนาะ အလိုလေးထုတ်ပိုင်းပို့အဆင်ပြေမယ်ထင်ပါနော်အဲ့တိုင်းလေးထုတ်ပြေမယ် okay ဒီအောက်ကိုကျွန်တော်တို့စစ်ကြည့်မယ်ဒုတိယတက္ကပေါ့နော်ဒုတိယတက္ကမှာကကျွန်တော်တို့3ရယ်9ပေါင်းချင်းတည်တဲ့နံပါတ်1ပါတဲ့နော်နှစ်ကိုကျွန်တော်တို့ဘာနဲ့တွဲမလဲဆိုရင်ဒီနှစ်နှစ်နော်ပေါင်းချင်းနံပါတ်4နော်4နှစ်ခတ်ပြီးကျွန်တော်တို့နှစ်ပေါ့နော်ဒါဆိုရင်ပဲကကျွန်တော်တို့ဘာရမလဲကျွန်တော်တို့နှစ်4နော်နှစ်နှစ်နော်ဒီဘက်မှာရေးပြမယ်နှစ်4ကျွန်တော်တို့နှစ်နှစ်နော် အဖြစ်လို့ဆိုလေးခွေရမှာပေါ့နော်။ဘာနဲ့တွဲမလဲကျွန်တော်တို့ break ကဒီမှာရှိတာနှစ်နှစ်နှစ်ပါဝါဒီခွန်နှစ်ခွန် break နော်နှစ်ခွန် break ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာနှစ် break ကိုအရင်ထည့်ကြည့်မယ်နော်နှစ်လေးဆိုရင်နှစ် break ဆိုရင်ကျွန်တော်တို့ဗာထည့်ပေးရမှာလဲ6ဆိုတဲ့ကဏ္ဍထည့်ပေးရမှာနှစ်လေး6ပေါ့နော် okay ပြီးရင်ကျွန်တော်တို့နှစ်နှစ်ကိုနှစ် break နော်နှစ်လေးကိုကျွန်တော်တို့ခွန် break ကဗာထည့်မလဲ1ထည့်မယ်ပေါ့နော်ဒီကောင်က နှစ်၄ကိုကျွန်တော်နှစ်ပရိတ်ဆိုရင်၈နှစ်နှစ်ကိုခွန်ပရိတ်ဆိုရင်ကျွန်တော်ဒီမှာ၃เนาะဒီမှာထွက်သွားတဲ့ကဏ္ဍဒီနှစ်၄၆ဆိုပြီးတော့ထွက်သွားတယ်เนาะဒီကဏ္ဍလေးနှစ်၄၆เนาะနှစ်၄၆ဆိုပြီးတော့ကျွန်တော်ထွက်သွားတာဖြစ်တဲ့အတွက်ဒါပထမဆုံးကဏ္ဍပဲပေါ့เนาะ Okay ဒီမှာနှစ်၄၆เนาะနှစ်၄၆ဒီထွက်ကဏ္ဍဖြစ်တယ်146ဒီမှာကကျွန်တော်တို့393ပေါ့เนาะ390ဆိုပြီးတော့ထွက်ထားတယ် โอเคเนาะဒါဆိုရင်ကျွန်တော်တတိယတက္ကကိုဆက်သွားကြည့်အောင်ဗျာเนาะတတိယတက္ကမှာကျွန်တော်တို့ဒီမှာ3ရယ်5ရယ်เนาะ3 5နှလုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်10ပါတဲ့เนาะ10ကိုကျွန်တော်တို့ဘာနဲ့တွဲမလဲเนาะဒီမှာတွဲလုံးက4ရယ်2ရယ်ဆိုတော့ပေါင်းခြင်း6 6နှက်ကတ်ဒီ9เนาะဒီတွဲကြောင့်16တတွဲเนาะ16တတွဲကျွန်တော်တို့19တတွဲเนาะဒီဘက်မှာလဲ16ပြီးရင်ကျွန်တော်တို့19ဟုတ်ပြီเนาะ ဒါဆိုရင်ကျွန်တော်တို့ break ကဘာ break နဲ့တွေ့ရမလဲဒီမှာကကျွန်တော်တို့အပိတ်ဒီ number 4ဖြစ်တဲ့အတွက်4 power ဒီ4 4 break နော်ကျွန်တော်ဒီဘက်မှာ4 break ရင်ရေးပေးမယ်4 break ဆိုရင်ဒီမှာက6 6တုံညဆိုပြီးတော့ထည့်လိုက်ရမယ်နော် okay ဒီမှာက4 break ဆိုရင်ကျွန်တော်တို့6 9ဆိုတော့ခွန်ဖြစ်တဲ့အတွက်6 9ခွန်နော် okay 9 break ဆိုရင်ဒီမှာက4ဖြစ်တဲ့6 6 9နော်ဒီမှာကကျွန်တော်တို့အာ9 break ဆိုရင်ကျွန်တော်တို့6 9နှစ်ဆိုပြီးတော့ရှိပါ เนาะထွက်သွားတဲ့ကဏ္ဍဒီကျွန်တော်တို့ပါရှိလဲ865ဆိုပြီးတော့တွေ့ရမယ်เนาะ865ဆိုပြီးတော့เนาะဒီမှာ865เนาะဒီလိုလေးဖြစ်ပါတယ်ဗျာเนาะဒါဆိုရင်ကျွန်တော်တို့အခုလာမယ်ဒီ16ကျင့်အတွက်ပေါ့เนาะကျွန်တော်တို့ကဏ္ဍလေးတွေဆွဲထုတ်ကြည့်အောင်ဗျာเนาะ16ကျင့်အတွက်ကကျွန်တော်တို့ဒီမှာ3ရက်4ရက်ပေါ့เนาะ3 4ပေါင်းချင်းဒီနံပါတ်ခုံဖြစ်တယ်เนาะပြီးရင်ကျွန်တော်တို့66 ပေါင်းခြင်းနံပါတ်2နဲ့နက်နက်ခတ်တီ4เนาะဒါဆိုရင်တွဲလုံးကကျွန်တော်တို့ဘာရမလဲခွန်2เนาะပြီးရင်ကျွန်တော်တို့ခွန်4ဟုတ်ပြီเนาะဒီဘက်မှာဆေးရေးပေးမယ်ခွန်2ကျွန်တော်တို့ခွန်4เนาะပရိတ်ကကျွန်တော်တို့ဘာလဲထိုးရမလဲဒီမှာနံပါတ်6ရှိတယ်เนาะ6 6ပါဝါတီ1เนาะဒါဆိုရင်ကျွန်တော်တို့ပထမဆုံး6 break ကိုအရင်စပြီးတော့ထည့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်6 break ဆိုရင်ကျွန်တော်တို့ခွန်နှစ်ဆိုရင်ကျွန်တော်နောက်ထပ်ခွန်တစ်လုံးထပ်ပြီးတော့ထည့်လိုက်အောင်ပဲနော်ဒါ6 break ဒီရောက်ကကျွန်တော်တို့6 break ဆိုရင်ခွန်၄ဆိုရင်1ဖြစ်တဲ့အတွက်ကျွန်တော်6ဖြစ်ဖို့ဆိုရင်နံပါတ်5ထည့်ပေးရနော် okay ကျွန်တော်နောက်ထပ်1 break ပေါ့နော်ဒါဆိုရင်ခွန်ခွန်ဆိုရင်1ပေါ့ဗျာနော်ဒီကောင်က၃ညလေးထည့်ပေးလိုက်အောင်နော် okay 6 tip break နဲ့ဒါကျွန်တော်တို့အဓိကဒီခဏ၄ခွပေါ့နော် ကျွန်တော်တို့ဒါကစားရမှာဖြစ်ပါတယ်ဗျာနော်ဒီမူတိုင်းပေါ့နော်ဒီမူတိုင်းဆိုရင်ဒီလေးခွက်ကဒါပေါ့မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အစားဆုံးလေးတစ်ချက်ပြန်ပြီးတော့ run through လေးသွားကြည့်အောင်ဗျာနော်โอเคပထမဆုံးတော့ကျွန်တော်တို့ဒါတွဲလုံးအရင်စားရှာရဲပေါ့နော်ဒွဲလုံးကဒီနှလုံးပေါင်းခြင်းဒီတုံညာဖြစ်တဲ့အတွက်တုံညာယူတယ်เนาะဒီနှလုံးပေါင်းခြင်းရဲ့ကျွန်တော်တို့နှက်ခတ်ပေါ့เนาะဒီမှာအာနှက်ခတ်၃ပေါ့เนาะ ပြီးရင် break ကဒီမှာအပိတ်เนาะဒီအစင်းလေးနဲ့ပြထားတာဒီခွန်ဖြစ်တဲ့အတွက်ခွန်ပါဝါနဲ့ကျွန်တော်တို့ခဏနေအစားထိုးလိုက်တာတော့ထွက်ခဏဒီ309ဒီမှာ309ဆိုပြီးတော့ထွက်တယ်เนาะဒီ out of bin မှာလည်းအတူတူပဲကျွန်တော်တို့တွဲခဏနေက1 4 2ဆိုပြီးတော့ရတယ်เนาะအဲတော့ break က1ခွန် break ဖြစ်တဲ့အတွက်ဒီမှာထွက်သွားတာဒီ1 4 6 1 break ပေါ့เนาะဒီမှာ1 break လေးဆင်းပြီးသွားတယ်เนาะ โอเคကျွန်တော်တတိယတပင်မှာလဲကျွန်တော်တို့၈ရဲ့6 9ရဲ့ကိုတွဲရမှာပေါ့နော်ဒီကောင်ကဒါပဲတွေပေါ့နော်ဒါဆိုရင်၈6 8 9เนาะကျွန်တော်တို့ရတာဒီကျွန်တော်တို့၄ရှိတယ်ပေါ့နော် break က၄၄ဆိုတော့၄ power 9၄9 break ပေါ့နော်ဒီမှာထွက်သွားတဲ့ခဏန်ဒီ၈6 5ဆိုတော့ကျွန်တော်တို့9 break เนาะ၈6 5 break ဆိုပြီးတော့ဒီမှာလဲဆင်းသွားတယ်ပေါ့နော် အခုကျွန်တော်တို့ဒီ78ကျင်းအတွက်က 43ဆိုတော့ပေါင်းခြင်းနံပါတ်3 66ဆိုတော့ပေါင်းခြင်းနံပါတ်2 2ရဲ့နှက်ခတ်ဒီ4ဒီအတွက်ကြောင့်ခွန်နှစ်တရွဲ့ခွန်လေးတရွဲ့เนาะဒီမှာတွဲပေးထားတယ်ခွန်နှစ်တရွဲ့ခွန်လေးတရွဲ့ပရိတ်ဒီဒီမှာနံပါတ်6ရှိတဲ့အတွက်66ပါဝါ1เนาะ6ပါဝါ1เนาะပရိတ်နဲ့ကျွန်တော်တို့ဒီမှာ6ပရိတ်ဒီရွှေထားတယ်ဒီမှာက10ပရိတ်ဒီဆွဲထားတယ်စုစုပေါင်းကဏ္ဍဒီကဏ္ဍ၄ခွပဲရှိပါတယ်เนาะโอเคပါဒါဆိုရင်တော့အားလုံးပဲကြိုင်နှစ်တက်မယ်လို့မျှော်လင့်ပါတယ်ကြိုင်နှစ်တက်မှာကစားပါအားလုံးကိုကျေးဇူးတင်ပါတယ် sin llevade, per bel mare.